တနင်္ဂနွေသားသမီးများတွေအခုဖြတ်တန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာရဲ့အချစ်ရေးအိမ်တော်ရေးနဲ့ပတ်သက်တဲ့သီသက်ဟောစတန်လေးကိုဒါတဲရော့ကတ်လေးတွေနဲ့ဟောကြားပေးမှာပဲဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်နောက် follow မလုပ်ဝသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာအဲ့တော့ပထမဆုံးတဲရော့ကတ်လေးတစ်ချိန်ကျွန်တော်စပြီးတော့ ချိုးကြီးလိုက်ပါပြီ။တနင်္ဂနွေသားကြီးများအနေနဲ့အခုဒီဖြတ်သန်းဝင်ရောက်လာပြီဖြစ်တဲ့လဝင်မာလကျလာတာကာလာတော်တွင်မှာအဲအခြေရေးအိမ်တော်ကြီးနဲ့ပတ်သက်တဲ့အခြေအနေတွေကို ကြည့်မယ်ဆိုရင်ပြောအဆိုကဖြည့်ရှင်းရတဲ့ကိစ္စတွေအများကြီးဖြစ်ပေါ်လာနိုင်အောင်ပဲလာတလာလို့တွေ့ရပါတယ်။အဲ့တော့ဒီလာထဲမှာအဲအရှုပ်တွေကိုရှင်းပြရလိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေကိုသွားတွေ့ရပါတယ်။အဲ့တော့ဒါ ပြီးခဲ့တဲ့အချိန်ကာလတွေမှာရှိခဲ့တဲ့အရာတွေပေါ့နော်ပြဿနာတွေကိုဒီလာတဲ့ကိုရောက်ပြီဆိုလို့ရှိရင်ဖြေရှင်းရနိုင်ပါတယ်အဲ့တော့ဒီတဲရောကတ်ကအမှန်တရားနဲ့သစ္စာတရားကိုကိုးစားပြုရတဲ့တဲရောကတ်မျိုးဖြစ်နေတာဖြစ်တဲ့အတွက်အဲအခုဒီလာမှာပေါ့နော်တနင်္ဂနွေသားမီးများကကိုချစ်သူကိုအိမ်အောင်ဘက်ပေါ်မှာသစ္စာရှိဖို့ဒါအရေးကြီးပါတယ်။နည်းနည်းလေးမှအမှားမခံဘူးလို့ပြောရမယ် ဒါအချိန်ကာလတလားတာပဲဖြစ်ပါတယ်အဲ့တော့နည်းနည်းလေးအမားယွင်းရှိသွားပြီဆိုတာတက်ပေါ့နော်အဲရှိသွားပြီဆိုတာ ਨੇ အဲပြဿနာတွေကအများကြီးဖြစ်လာနိုင်ပါတယ်ဒါတွေကိုဘယူဆိုင်ဖို့လိုပါလိမ့်မယ်လို့မှတ်ကြပါတယ်ခင်ဗျာအဲ့တော့ဒါကတော့ပထမတဲရောကလေးကိုကျွန်တော်ကြည့်ပြီးတော့ဟောပေးတာပါနောက်တစ်ချိန်ထပ်ပြီးတော့ကျွန်တော်ကြည့်ပြပါဦးမယ်ကုဆက်လက်ပြီးတော့တနင်္ဂနွေသားလေးများတွေနောက်ထပ်တဲရောကတစ်ချိန်ကျွန်တော်ထပ်ပြီးတော့ချိုးကြည့်ပေးလိုက်ပါပြီ တနင်္ဂနွေသားကြီးများခင်ဗျာအခုကျွန်တော်ထပ်ပြီးတော့ချိုးလိုက်တဲ့တဲရောကက်ကန်နံပါတ်ပုံကတော့အချီရေးတို့မြစ်တာရေးတို့အိမ်တော်ရေးတို့နဲ့ပတ်သက်ပြီးတော့ကံကောင်းစေတတ်တယ်ဆိုတဲ့ဒါအကောင့်နံပါတ်လေးကိုသွားတွေ့ရပါတယ်ဒါကြောင့်မလို့ဘလို့ပြဿနာတွေဘလို့အစီမပြေမှုတွေဘလို့အခြေအနေမျိုးတွေပဲရှိရှိ နောက်ဆုံးမှာတော့အားလုံးပြည့်လည်သွားပါလိမ့်မယ်လို့ တွေ့ရပါတယ်။ဒါအပြင်ဒီမှာထည့်ပြီးတခုပြောပြရရှိတာကတနင်္ဂနွေသားကြီးများကအခုဒီနိုဝင်ဘာလထဲမှာအဲအလွန်ကိုညံ့နာပွင့်လန်းမှုတွေရှိနေနိုင်မယ်လို့လည်းပဲတွေ့ရပါတယ်။ဒါအပြင်ကိုချစ်သူကိုအိန်အောင်ဘက်နဲ့သွားရလာရတာတွေလှုပ်ရှားရတာတွေခยีထွက်ရတာမျိုးတွေလည်းပဲကြုံရတတ်ပါတယ်။အဲ့တော့ကောင်းသောသွားလာခြင်းတွေကောင်းသောခยีထွက်ခြင်းတွေကိုကြုံတွေ့ရတတ်တယ်လို့တွေ့ရပါတယ်။ နဂရလေးတစ်ခုတက်သတိပေးစရာရှိတာကတချို့သောတနင်္ဂနွေသားမိများကတဦးထက်ပိုသောမြစ်တာရေးကိစ္စမျိုးတွေလည်းပဲကြုံလာရနိုင်တယ်လို့တွေ့ရပါတယ်ခင်ဗျာကဲဒါကတော့တနင်္ဂနွေသားမိများအတွက်အခြေရေးနဲ့ပတ်သက်တဲ့မြစ်တာရေးနဲ့ပတ်သက်တဲ့အိမ်နာရေးနဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်ပြတာပါဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်အဖတ်ပါကွန်မန့်လေးတွေမှန်းခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ ကျွန်တော်ရဲ့မိတ်ဆွေတနင်္လာသားသမီးများတွေအခုဖြတ်သန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာရဲ့အချစ်ရေးအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကကြမာအခြေအနေအကောင်အဆိုးလေးတွေကိုဟောပြောပေးမှာပဲဖြစ်ပါတယ်။မိတ်ဆွေများကဗီဒီယိုခိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်။နောက် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။ ကဲတော့ဟူတရရသားသမီးများအတွက်ပထမတဲရော့ကလေးကိုအခုကျွန်တော်စပြီးတော့ချိုးကြည့်လိုက်ပါပြီတဲလာသားသမီးများကအခုဖြတ်တန်းဝင်ရောက်လာတဲ့နိုဝင်ဘာလတလတာကာလာတော်တွင်မှာအချစ်ရေးမေတ္တာရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ကောင်းသောတိုးတက်ကြောင်းလဲမှုတွေအဆင်ပြေမှုတွေကိုရရှိလာနိုင်မယ်လို့တွေးရပါတယ် ဘယ်လိုပြောမလဲဆိုတော့အဆင်မပြေပါဘူးဆိုတဲ့သူတွေကအဆင်ပြေလာပါလိမ့်မယ်အဆင်ပြေနေပါတယ်ဆိုတဲ့သူတွေကလည်းပဲပို့ပြီးတော့ပြေလာလိမ့်မယ်လို့တွေးရပါတယ်။နောက်အစ်တလို့ပဲဘဝရဲ့ရည်မှန်းချက်တွေအနာဂတ်ပလန်တွေအတွက်ကိုအတူတူစတင်ပြီးတော့ရည်ရွယ်ပြတာတို့စီစဉ်ဆောင်ရွက်ပြတာတို့တည်ဆောက်နိုင်တဲ့အခြေအနေမျိုးတို့စတဲ့ပုံစံမျိုးတွေကိုလည်းပဲတွေ့ရပါတယ်။အဲ့တော့အခြေရေးအိမ်တော်ကြီးတွေအခုကြားလိုက်တဲ့နံပါတ်ပုံဟာ ကောင်းသောတိုးတက်ပြောင်းလဲခြင်းဆိုတဲ့နာမည်ပုံကိုတွေ့ရတာဖြစ်တဲ့အတွက်ဘလို့အနှောက်ယှက်တွေဘလို့အတားဆီးတွေဘလို့အစင်မပြေမှုတွေပဲရှိနေပါစေကမူရှေ့လျှောက်ပြီးတော့တင်းလာသားမိများဟာဒီလာထဲမှာအခြေရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်သောတိုးတက်ပြောင်းလဲမှုတွေအစင်ပြေမှုတွေကိုရရှိလာနိုင်ပါလိမ့်မယ်လို့ဒီရဲ့ပထမတဲတော်ကလေးရဲ့နာမည်ပုံရာ တွေ့ရပါတယ်။နောက်တစ်ချိန်တဲရောကန်နဲ့ထပ်ချိုးပြီးတော့ဘလို့အခြေအနေမျိုးတွေဘလို့ပြဿနာမျိုးတွေရှိလာနိုင်အောင်မလဲ။ဘလို့အရာတွေကိုဂယူဆိုင်ဖို့လိုတယ်လဲဆိုတာကို အကြံပြုလမ်းညွှန်ပေးပါမယ်ခင်ဗျာ။လူဦးချင်းတယောက်ချင်းရဲ့ဗီဒင်ကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒင်ဟော့စတန်တွေကိုကျွန်တော်ပို့ပေးပါတယ်။နောက်တီးလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကို ဖြည့်ပေးဟောပေးတယ်။နောက်လိုအပ်တဲ့ရေရာတွေကို အကြံပြုလမ်းညွှန်ပေးပါတယ်။ညံပူစောကတအူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။ ကဲတော့ကျွန်တော်ရဲ့မိတ်ဆွေတင်လာသားသမီးများအတွက်နိုဝင်ဘာလရဲ့အခြေအေးအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ဒုတိယမြောက်တရော့ကံလေးကိုကျွန်တော်ဟူဆက်ပြီးတော့ချိုးကြည့်လိုက်ပါပြီ။တင်လာသားသမီးများခင်ဗျာ အခြေအေးအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့အထူးကိုကံကောင်းစေတဲ့လာတလာကိုရရှိလို့လာပါပြီလို့တွေ့ရပါတယ်။ကိုချစ်သူကိုအိမ်တော်ဘက်ကကျင်နာမှုတွေဂယူဆိုင်မှုတွေကောင်းသောကုညီပံ့ပိုးမှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်လို့ တွေ့ရပါတယ်အဲ့တော့ကိုယ်တိုင်ကလည်းပဲသူ့ဘော်ကိုပို့ပြီးတော့နားနဲ့ပေးနိုင်တာတွေပို့ပြီးတော့ဂယူးဆိုင်ပေးနိုင်တာတွေအဲပို့ပြီးတော့ချစ်လာတာမျိုးတွေပို့ပြီးတော့အကျဉ်းသားတွေမြစ်တာတွေထားနိုင်တဲ့အခြေအနေမျိုးတွေကအစတွေ့ရပါတယ်အဲ့တော့ကောင်းမွန်တဲ့တိုးတက်မှုတွေအစဉ်ကြီးမှုတွေတာယာကျဉ်းနှူးမှုတွေကိုပဲဒီလာထဲမှာအခြေအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့များသောအားဖြင့်ကြုံတွေ့ရရှိနိုင်ပါလိမ့်မယ်လို့ကျွန်တော်ရဲ့မိတ်ဆွေ တင်ရတာသားသမီးများအတွက်ဟောကြားပေးလိုက်ရပါတယ်ခင်ဗျာဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဖေမှာကွန်မန့်လေးတွေမှတ်ခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲအားပေးခဲ့ပါအောင်ခင်ဗျာအင်္ဂါသားသမီးများအတွက်ကိုအခုဖြတ်သန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာရဲ့အချစ်ရေးအိမ်တော်ရေးနဲ့ပတ်သက်တဲ့ ဒါ hostel လေးကိုဟောပြောပေးมาပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကို ကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်ဒါ follow မလုပ်ဝသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရှာပါတယ်ခင်ဗျာပရမအောင်သောတဲရော့ကလေးတစ်ချိန်ကျွန်တော်စပြီးတော့အခုချိုးကြည့်လိုက်ပါပြီ အင်္ဂါသမီးများရဲ့ဒီခုနိုဝင်ဘာလတလားတာရဲ့အခြေအေးအိမ်တော်ရင်းနဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်တဲ့အခါမှာမထင်မှတ်တာတွေမမျှော်လင့်တာတွေအံ့အားသင့်ပွဲရအဖြစ်ပြက်မျိုးတွေကိုဒါအခြေအေးအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတတ်ပါတယ်ဒီလာထဲမှာအခြေအေးအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့အကြောင်းအချက်တွေအစဉ်ပြေမှုတွေကိုကြုံတွေ့ရရှိတတ်သလိုမကောင်းတဲ့အကြောင်းအချက်တွေနဲ့အစဉ်မပြေမှုတွေ ပြဿနာတွေကိုလည်းပဲကြုံတွေ့လာရနိုင်ပါတယ်။ဂယုဆိုင်ဖို့တော့လိုပါတယ်။တခုထည့်ပြောရရှိတာကဒီလာထဲမှာပေါ့နော်။သူများကိုပေါ်ကိုလှည့်စားတာကိုကခံရတတ်ပါတယ်။တော့သူများကိုပလင်းနေတဲ့ပုံစံမျိုးတွေကိုကိုကခံရနိုင်ပါတယ်။အဲအဲ့ချက်လေးတခုကိုတော့ သတိထားစေချင်ပါတယ်เนาะအဲ့တော့အခြေရေးအိမ်တော်ရေးကဒီလားကဘယ်လိုဖြစ်နေလဲဆိုတော့အစဉ်ပြေလိုက်မပြေလိုက်ဆိုတဲ့ပုံစံမျိုးတွေမတည်ငြိမ်မှုတွေများစွာဖြစ်ပေါ်စေနိုင်တဲ့လာတလာလို့ဆိုရမှာပဲဖြစ်ပါတယ်။ကြတာကတော့ပထမတဲရောကတ်ကိုကြည့်ပြီးတော့ကျွန်တော်ပြောပြလာပါ။အင်္ဂါသားမီးများတဲ့နောက်တစ်ချိန်တဲရောကတ်လေးကိုထပ်ပြီးတော့ကျွန်တော်ချိုးကြည့်ပေးပါဦးမယ်ခင်ဗျာ။ အချီရင်းနဲ့ပတ်သက်ပြီးလို့ရှိရင်ဒီလာထဲမှာကျွန်တော်ကအကြံတစ်ခုပြုပေးခြင်းတာကပေါ့နော်နှလုံးသားရဲ့အလိုဆန္ဒတိုင်းမဟုတ်ပဲနဲ့ဥနောင်းနဲ့အသိဉာဏ်နဲ့အတွေးခေါ်နဲ့ပေါ့နော်ချစ်တတ်ဖို့လိုပါလိမ့်မယ်အဲအထူးသဖြင့်တော့သူ့ဘက်ကိုယ်ဘက်ပေါ့နော် သူ့ဘက်ကိုယ်ဘက်ကိုမျက်မျှတတ်တာအဲစဉ်းစားတွေးခေါ်ပေးနိုင်မှသာလျှင် အခြေရေးအိမ်တော်ကြီးဟာအဆင်ပြေလိမ့်မယ်လို့တွေးရပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကတပတ်သက်ဆန်နေတယ်အဲကိုရဲ့အတ္တတွေကိုရှည်တန်းတင်ပြီးတော့ဦးစားပေးနေခဲ့မယ်ဆိုရင်ဒီလာထဲမှာအခြေရေးအိမ်တော်ကြီးကဘလို့မှကိုအဆင်ပြေနိုင်မှာမဟုတ်ဘူးလို့တွေးရပါတယ်အဲ့တော့ပြောချင်တဲ့အဓိကအချက်ကတော့အခြေရေးအိမ်တော်ကြီးကဒီလာထဲမှာ ကောင်းအောင်အစဉ်ပြေအောင်မိမိကိုယ်တိုင်ပဲဖန်တီးတည်ဆောက်လို့ရတယ်လို့မကောင်းအောင်အစဉ်မပြေအောင်အဆိုးဘက်ကိုရောက်သွားအောင်လည်းပဲမိမိကိုယ်တိုင်လုံမိရက်သာဖြစ်နေတတ်ပါတယ်ဒါကြောင့်မလို့အဲဒီလာထဲမှာအချီအိမ်ရာတွေနဲ့ပတ်သက်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒါစိတ်လေးကိုနည်းနည်းလေးလျှော့နိုင်ဖို့သဘောထားကြီးနိုင်ဖို့အမြင်ကျေနိုင်ဖို့လိုပါလိမ့်မယ်အဲနှစ်ဦးနှစ်ဘက်မျက်မျက်တတတွေးခေါ်ပြီးတော့ အဲနားလည်မှုတွေပြီးနိုင်အောင်စူးစမ်းပေးပါလို့ကျွန်တော်အကြံပြုပေးလိုက်ရပါတယ်။ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အပေါ်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင်၊ like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ။ ဗုဒ္ဓဘုရားသီးများတွေအခုဖြတ်တန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာရဲ့အခြေအိမ်တော်ရင်းနဲ့ပတ်သက်တဲ့အခြေအနေကိုဟောပြောပေးမှာပဲဖြစ်ပါတယ်။မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင် follow မလုပ်ဝသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်။အဲကျွန်တော်အနေနဲ့ဒါတဲရော့ကလေးတွေနဲ့ကြည့်ပြီးတော့ဟောပြောပေးပါပါ။ပထမဆုံးတော့တက်ကပ်ကိုကျွန်တော်စပြီးတော့ ချိုးကြည့်လိုက်ပါပြီအဲ့တော့ဗုဒ္ဓဟူသားသီးများနေနဲ့အခုဇာတ်တမ်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာရဲ့အခြေရေးအိမ်တော်ရေးနဲ့ပတ်သက်တဲ့အခြေအနေကတော့အစင်မပြေမှုတွေအစင်မပြေတဲ့အချိန်ကာလတွေကိုကြော်လွန်ပြီးတော့အစင်ပြေမှုတွေကိုရရှိလာနိုင်မဲ့လာတလပဲလို့ တွေ့ရပါတယ်။ဒီလာထဲမှာကိုကြည့်သူကိုအိမ်တော်ဘက်နဲ့အစဉ်ပြေမှုတွေအများဆုံးရရှိလို့လာပါလိမ့်မယ်။နောက်တချို့အစဉ်မပြေပါဘူးလုံလုံရရဆိုးဆိုးဝါးဝါအခြေအနေတွေကြုံနေပါတယ်ဆိုတဲ့သူတွေတောင်မှပဲပြန်ပြီးတော့အစဉ်ပြေလာနိုင်ပါတယ်။နောက်ကိုယ့်ရဲ့ EA တွေကိုရှိကိုပြန်လာတာမျိုးတွေပြန်ဆက်သွယ်တာမျိုးတွေရှိလာနိုင်တယ်လို့တွေ့ရပါတယ်။ဒီနေရာမှာတခုထည့်ပြောချင်တာက ကိုချစ်သူကိုအိန်နာဘက်ကကျမ်းမာရေးကိစ္စတွေအတွက်ကိုဟာကုညီဆောင်ရွက်ပေးရတာမျိုးတော့လကောက်ကိုရဲ့ကျမ်းမာရေးကိစ္စတွေကိုကိုချစ်သူကိုအိန်နာဘက်က အဲကုညီဆောင်ရဲ့ပေးလာတာမျိုးပေါ့เนาะစားတဲ့ပုံစံမျိုးလေးတွေကိုလည်းပဲတွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ်တဲလောကကဲ့နံပါတ်ကအစိုးရနေအကောင့်ဖြစ်စေတဲ့နံပါတ်ပုံဖြစ်တဲ့အတွက်ဘုဒ္ဓဟူသာသမီးအများစုရဲ့ဒီခုနိုဝင်ဘာလတလတာကာလမှာအခြေအိမ်အောင်ကြီးကတော့အဆင်ပြေမှုတွေကိုအများဆုံးရရှိပါလိမ့်မယ်ခင်ဗျာ ဒါကတော့ပရမတေရောကံလေးကိုကျွန်တော်ကြည့်ပြီးတော့ဟောပြောပေးတာပါနောက်တစ်ကြိမ်တေရောကံလေးကျွန်တော်ထပ်ပြီးတော့ချိုးကြည့်ပေးပါဦးမယ်တဦးချင်းတယောက်ချင်းရဲ့ကိန်းငန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟောစတန်လေးကိုကျွန်တော်ပို့ပေးတယ်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်လိုအပ်တဲ့ရည်ရည်အရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ခင်ဗျာညံဘူဇော်ကတဦးကို2000ကျပ်ယူပါတယ်ကဲအခုဆက်လက်ပြီးတော့ဗုဒ္ဓဟူသားမိများပဲနောက်တစ်ကြိမ်တေရောကံလေးကိုကျွန်တော်ထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီ ဗုဒ္ဓဘုရားကြီးများအနေနဲ့ဒီစက်တလပိုင်းနဲ့ပါပေါ့နော်အချီအိမ်အောင်ကြီးနဲ့ပတ်သက်ပြီးတော့အနှောင်းရှက်လေးတချို့တော့ရှိလာနိုင်တယ်လို့တွေးရပါတယ်ဒါပေမဲ့အဲ့ဒီအနှောင်းရှက်တွေကတိတ်ပြီးတော့အာယုံဆိုင်စရာဂယုဆိုင်နေစရာတော့မလိုပါဘူးအဲ့ဒီပေါ်မှာအာယုံဆိုင်နေမယ်ဂယုဆိုင်နေမယ်ဆိုရင်အဲအစင်မပြေမှုတွေဖြစ်လာတတ်ပါတယ် အဲ့တော့ဒီအနှောင့်ယှက်တွေပေါ်မှာသိပြီးတော့အာယုံဆိုင်နေတာမျိုးအရာတွေကိုသိကောင်းနဲ့ထည့်နေတာမျိုးမဟုတ်ပဲနဲ့အဲကိုရီလျှောက်ကြမ်းရမဲ့လမ်းကြောင်းတိုင်းဆက်ပြီးတော့သွားနေတာကပို့ပြီးတော့အစဉ်ပြေနိုင်ကြလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရပါတယ်အဲ့တော့စောစောပြောခဲ့တဲ့အဟာထဲမှာလည်းပါပါတယ်အခုဒီလာထဲမှာပေါ့နော်ကိုရဲ့ကျမ်းမာရေးကိစ္စပဲဖြစ်ဖြစ်ကိုချစ်သူကိုအိမ်အောင်ဘက်ကကျမ်းမာရေးကိစ္စအခြေအနေမျိုးတွေပဲဖြစ်ဖြစ်ဖြစ်ပေါ်လာနိုင်တဲ့အနေအထားမျိုးလေးတွေကိုတော့ သွားတွေ့ရပါတယ်အဲ့တော့အားအားလေးတွေတော့ကယူဆိုင်ပြပါလို့မှာကျင်ပါတယ်နောက်ဒီလာထဲမှာပေါ့နော် ကိုချစ်သူကိုအိမ်တော်မယ်နဲ့ခྱི་တီထွက်မယ်လို့သွားမယ်လာမယ်လို့ယူရပြီးမှပြက်သွားတာတို့ရဲ့ရွှေရတာတို့သွားပြစ်လာပြတဲ့ခྱི་လာနေမှာအဆင်မပြေတာမျိုးလေးတွေတို့စားတဲ့ပုံစံမျိုးလေးတွေကိုသွားတွေ့ရပါတယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ်များသောအားဖြင့်တော့အဆင်ပြေပါလိမ့်မယ် ကံကောင်းပါလိမ့်မယ်ခင်ဗျာဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဖတ်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာကြာသာရေးသားမီးများတွေအခုဖြတ်တန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာရဲ့ အခြေရေးအိမ်အောင်ရေးနဲ့ပတ်သက်တဲ့အခြေအနေလေးတွေကိုဒါသီးသက်ခေါ်ပြောပေးမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။ follow မလုပ်ဝသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။အဲ့တော့ကျွန်တော်ကတဲရော့ကတ်လေးတွေနဲ့ကြည့်ပြီးတော့ခေါ်ပြောပေးမှာပဲဖြစ်ပါတယ်။အခုပထမတဲရော့ကတ်လေးကိုကျွန်တော်စပြီးတော့ ချိုးကြည့်လိုက်ပါပြီ။ရှားသာဝေးသားမီးများရဲ့အခြေအိမ်အောင်ကြီးကဘလို့ဖြစ်နေလဲဆိုတော့ထားခဲ့တာကိုခံရတတ်တဲ့ပုံစံမျိုးကိုတွေ့ရပါတယ်နော်။အဲ့တော့ကိုချစ်သူကကိုကိုထားခဲ့တာမျိုးပေါ့နော်အဲအဲ့ဒါကိုကိုကခံရတတ်တယ်ဆိုတော့သူကဗျာအလုံးလှုပ်ဖို့အတွက်တခြားတနေရာကိုထွက်သွားတာလို့အားမောခီးထွက်သွားတာလို့အဲခိတယာကြီးအားဖြင့်တော့လကောက်ပေါ့နော် ခွဲခွာရတဲ့အခြေအနေတွေဝေးခွာရတဲ့အခြေအနေတွေကြောင့် ကြံခဲရတတ်တဲ့ပုံစံမျိုးလည်းပဲဖြစ်တတ်သလိုအစင်မပြေမှုတွေရှိနေလို့လမ်းခွဲသွားတတ်တဲ့ပုံစံမျိုးတွေလည်းပဲအဲတချို့ဆိုလို့ရှိရင်ဖြစ်တတ်ပါလေအဲ့တော့အဲ့လိုမျိုးတကယ်တရားဝင်ထားခဲ့တဲ့ပုံစံမျိုးမဟုတ်တာမှာပဲကိုယ့်ချစ်သူကိုယ့်အိမ်တော်ဘက်ကကိုယ့်ကိုပလစ်ထားတဲ့ပုံစံမျိုးကြီးကိုကိုယ်ကခံရတတ်ပါလေသူ့ရဲ့ ဂယူဆိုင်မှုတွေကျင်နာမှုတွေကောင်းမွန်တဲ့တုံ့ပြန်မှုတွေဟာကိုရှိကိုရောက်မလာပဲအဲ့ဒါတွေကိုကိုကရမလာပဲနဲ့ပေါ့နော်လစ်လူရှုခံထားရတတ်တဲ့ပုံစံမျိုးလေးတွေဟုတ်ဇာလာဝိသားမီတော်တော်များများကဒီလာထဲမှာကြုံလာရတတ်ပါတယ်နော်ဒါပြလို့အခြေရေးအိမ်တော်ရုံးမှာလူတွေကျင်နာမှုတွေအားနေပြီးတော့အစင်မပြေမှုတွေနဲ့တူ ဒါနည်းနည်းလေးစိတ်ညစ်ရမဲ့ပုံစံမျိုးလေးတွေကိုသွားတွေ့ရပါတယ်เนาะခရာကတော့ပထမတဲရော့ကန်လေးကိုကျွန်တော်ကြည့်ပြီးတော့ဟောပြတာပါနောက်တစ်ချိန်တဲရော့ကန်လေးထပ်ပြီးတော့ကျွန်တော်ချူကြည့်ပြပါဦးမယ်ဘာလေးဘလို့ဆက်ပစ်လာနိုင်မလဲပေါ့เนาะဘလို့အကြောင်းချက်တွေကြုံတွေ့ရနိုင်မလဲဆိုတာကိုကြည့်ပြပါမယ်ခုဆက်ပြီးတော့ကြာသာဝေးသားမြင်များအတွက်ဒုတိယတစ်ချိန်တဲရော့ကန်လေးကျွန်တော်ထပ်ပြီးတော့ချူကြည့်လိုက်ပါပြီ ကြတာဝေးသားမင်းများခင်ဗျာအစင်မပြေပါဘူးဆိုတဲ့သူတွေက အစင်ပြေလာအောင်ကြိုးစားပြီးတော့လှုပ်ဆောင်လို့ရှားနိုင်တယ်လို့တချို့အစင်ပြေနေရင်းနဲ့လည်းပဲအစင်မပြေတဲ့ဘက်ကိုအဲလုံလုံရရဆူဆူဝဝရောက်သွားနိုင်တဲ့အခြေအနေတွေလည်းပဲသွားတွေ့ရပါတယ်အရာရာအားလုံးဟာကိုယ့်အပေါ်မှာရော သူ့အပေါ်မှာပါမူတည်နေပါတယ်ဒီချိန်ကာလတွေမှာသူနဲ့ကိုယ်နဲ့ကြားထဲမှာအပေးယူမျှတသွားတဲ့ကောင်းမွန်တဲ့ဆက်ဆံရေးပိုင်းတွေကိုတိဆောက်ထားနိုင်အောင်ကြိုးစားဖို့တော့ လိုပါလိမ့်မယ်လို့တွေးရပါတယ်။ဘာပဲဖြစ်ဖြစ်အခြေအေးအိမ်တော်ကြီးမှာအနှောက်ရှက်မကင်းဘူးပြဿနာမကင်းဘူးအဲအစင်မပြေဘူးလေးတွေများသောအပြင်ကြုံရတတ်တဲ့အတွက်ဂယူးဆိုင်ပါလို့ကျွန်တော်ထပ်မံပြီးတော့မှာကြားလိုပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားပေးနေတဲ့အတွက်ကျေးဇူးတင်ပါတယ်။အဖမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ။ တောက်ကြသားသမီးများတွေအခုဖြတ်သန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာရဲ့အချီရင်အိမ်တော်ရင်နဲ့ပတ်သက်တဲ့သီးသန့် hostel လေးကိုဒါတဲတော့ကလေးတွေနဲ့ကျွန်တော်ဟောပြောပေးမှာပဲဖြစ်ပါတယ်။မိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသည်လေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။နောက် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။ ကဲတောက်ကြသားမိများအတွက်ပထမအဆုံးတဲရော့ကန်လေးကိုကျွန်တော်စပြီးတော့ချူကြည့်လိုက်ပါပြီဒီအခုလိုဝင်မာလာရဲ့တလာတာကာလာတွေမှာအချီအိမ်နာရင်းနဲ့ပတ်သက်ပြီးတော့ဒါကြားလာတဲ့နံပါတ်ပုံကတော့အကောင်းနံပါတ်ပဲဖြစ်ပါတယ်အဲ့တော့အစင်ပြေမှုတွေကိုအများဆုံးရရှိလာနိုင်လိမ့်မယ်လို့တွေးရပါတယ်ဒါပေမဲ့ဒီကာလာမှာပေါ့နော်ကိုရင်းတော်၎င်းကိုချစ်သူကိုအိမ်နာဘက်ကတော်၎င်း တခြားကိစ္စတွေဘက်ကိုပို့ပြီးတော့အာယုံစိုက်နေရတာအားစိုက်နေရတာဖြစ်တဲ့အတွက်တရားရတယောက်ကြားထဲမှာအဲနှွေးနှွေးကျင်နာမှုတွေနည်းနည်းလေးအားနည်းနေတဲ့ပုံစံမျိုးလေးတွေတော့ရှိတတ်ပါတယ်ဒါပေမဲ့ပုံမှန် အားဖြင့်ကောင်းမွန်တဲ့ဆက်ဆံရေးကောင်းမွန်တဲ့အခြေအနေမျိုးတွေတော့ရှိနေလိမ့်မယ်လို့တွေးရပါတယ်ဒါပေမဲ့အစောအဆုံးကဲ့သို့လို့နှွေးနှွေးကျင်နာမှုတွေကတော့နည်းနည်းလေးလျော့နေနေနိုင်တဲ့ပုံစံမျိုးလေးကိုသတ်တွေ့ရပါတယ် ဒီကာလဟာနှလုံးသားနဲ့ချစ်ဖို့ဆိုတာတက်ပေါ့နော်ဥနောက်နဲ့အသိဉာဏ်နဲ့အတွေးခေါ်တွေနဲ့ချစ်တတ်တဲ့ပုံစံမျိုးတွေကိုတွေ့ရပါတယ်အဲ့တော့ကိုချစ်သူကိုအိမ်အောင်ပဲနဲ့ကိုဟာအနာဂတ်အစီအစဉ်တွေပေါ့နော်အနာဂတ်ပလန်တွေအတွက်ကိုဒါရည်ရွယ်ဆောင်ရွက်ပြစ်တာမျိုးတွေအဲစင်စားဆုံးဖြတ်ပြစ်တာမျိုးတွေစတဲ့ပုံစံမျိုးတွေကိုလည်းပဲတွေ့ရပါတယ်နောက်တစ်ခုကအကြီးအကျယ်အိမ်အောင်ရင်းမှာမပြောပါတော့တဲ့အနှောက်အယှက်လေးတွေပြဿနာလေးတွေလည်းပဲ အဲရှိလာတတ်တယ်၊ဒါဝင်လာတတ်တယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီအခြေအနေတွေကိုကောင်းမွန်စွာကာစီကာွယ်ပြီးတော့အဲဖြတ်ကျော်နိုင်မဲ့အခြေအနေမျိုးတွေကိုလည်းပဲတွေးရပါတယ်။အဲ့တော့ပြောလို့တဲ့အဓိကအချက်ကတော့အခြေရေးအိမ်တော်ရေးမှာစိုးစိုးဝါဝါထိခိုက်စေနိုင်လောက်တဲ့အခြေအနေမျိုးရဲ့လို့တော့ဘာမှသိပြီးတော့မတွေးရပါဘူး။ပုံမှန်ဆက်ဆက်ရေးကောင်းမွန်တဲ့အနေအထားတစ်ခုနဲ့ရှေ့ဆက်သွားရနိုင်မဲ့ပုံစံမျိုးလေးတွေကို သွားတွေ့ရပါတယ်။ဒါကပထမဆုံးတဲရော့ကတ်ကိုကျွန်တော်ကြည့်ပြီးတော့ဟောပြတာပါ။နောက်တစ်ချိန်တဲရော့ကတ်လေးထပ်ပြီးတော့ချိုးကြည့်ပေးပါဦးမယ်။ဘလို့အကြောင်းချက်တွေဂျုံတွေ့ရနိုင်တယ်လဲ။ဘာတွေကိုခယူဆိုင်ဖို့လိုပါတယ်လဲဆိုတာကိုကြည့်ပေးပါမယ်။ကဲအခုဆက်လက်ပြီးတော့တောက်ကြသားမိများတွေနောက်တစ်ချိန်တဲရော့ကတ်လေးကျွန်တော်ချိုးကြည့်လိုက်ပါပြီ။အဲ့တော့တောက်ကြသားမိများတွေနောက်တစ်ချိန်တဲရော့ကတ်ထပ်ပြီးချိုးလိုက်တဲ့အခါမှာတဲရော့ကတ်ကနေမိတ်က ည်းနည်းလေးပြဿနာလေးတွေစကားပြောရမယ့်ကိစ္စမျိုးလေးတွေဖြေရှင်းရမယ့်ကိစ္စမျိုးလေးတွေဟာဒီလာထဲမှာအခြေအေးအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့မကြာခဏဖြစ်ပေါ်စေတတ်တယ်ဆိုတာကိုတွေ့ရပါတယ်။တချို့ရောကိစ္စတွေကမပြောမချင်းပေါ့နော်မရှင်းမချင်းအဲစိတ်ထဲမှာညုံထားနေပေါ့နော်အဲပြဿနာတွေကပို့ပြီးတော့ဖြစ်ဖို့အတွက်အလားလာပုံများလीဆိုတဲ့ပုံစံမျိုးဖြစ်နေပါတယ်အဲ့တော့ပြောစရာရှိတာတွေပြောလိုက်မယ်ဖြည့်ရှင်းစရာရှိတာတွေ ပြည့်ရှင်းလိုက်မယ်ဆိုလို့ရှိရင်ပြည်လည်းမှုတွေကိုရရှိသွားပါလိမ့်မယ်တဲ့နောက်တစ်ခုကဒီလာထဲမှာကသူ့ဘက်ကိုဘက်မျက်မျက်တတပေါ့နော်အဲစဉ်းစားနားလဲတွေးခေါ်ပေးနိုင်မှုလည်းပဲအလွန်အရေးကြီးပါတယ်အဲ့တော့ချစ်ပါတယ်ဆိုတဲ့နောက်မှာအတ္တ၄ကိုရဲ့ဆန္ဒတွေကိုပဲဦးစားပေးပြီးတော့သူ့ပေါ်ကိုကအဲဂယူဆိုင်မှုကျင်နာမှုတွေနောက်နားလဲပေးနိုင်မှုတွေ အားနေနေခဲ့မယ်။ဟာလစ်လူရှုမှုတွေပါရှိနေခဲ့မယ်ဆိုရင်တော့အဲ့ဒါကအစင်မပြေနိုင်တဲ့ဘက်ကိုရောက်သွားတတ်ပါတယ်။အဲ့တော့သူ့ဘက်ကိုယ်ဘက်မျက်မြတတ်တာတွေးခေါ်နိုင်ဖို့ပေါ့နော်။နောက်ပွင့်လင်းမှုရှိဖို့နောက်တရားနဲ့တရားသဘောထားအမြင်တွေသွင်းွေညှိနှိုင်းနိုင်ဖို့ဒီချက်တွေကအလုံးပဲအရေးကြီးလာပါတယ်။ဘာပဲဖြစ်ဖြစ်တောက်ကြသားကြီးများရဲ့အခြေရေးအင်တာဗျူဆက်တက်လာပိုင်းထဲမှာညံ့မနေပါဘူးလို့ကျွန်တော်ကတော့ project လေးထုတ်ပေးလိုက်ရပါတယ်ခင်ဗျာ။ ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာစနေသားသီးနှားတွေအခုဖြတ်တန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာရဲ့အချီးအိမ်အောင်ရင်းနဲ့ပတ်သက်တဲ့တီတက် hostel လေးကိုဟောပြောပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။နောက် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပြီလို့ရပါတယ်ခင်ဗျာဒီ season မှာကျွန်တော် terror gun နဲ့တီးတန်ဟောပြောပေးမှာပါပထမဆုံး terror gun လေးကိုကျွန်တော်ကိုစပြီးတော့ကြည့်ပေးလိုက်ပါပြီစနေသားကြီးများကအခုပြတ်တမ်းဝင်ရောက်လာတဲ့နိုဝင်ဘာလတလတာကာလအတွင်းမှာအခြေရေးအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့မတည်ငြိမ်မှုလေးတွေများစွာဖြစ်ပေါ်စေတတ်တဲ့မတည်ငြိမ်မှုလေးတွေဆိုတာကအစဉ်ပြေလိုက်မပြေလိုက်ကောင်းလိုက်မကောင်းလိုက်ဆိုတဲ့ပုံစံမျိုးလေးတွေဖြစ်နေတတ်ပါတယ် အဲ့တော့ကိုချစ်သူကိုအိမ်နာဘက်ကကိုအနားမှာအချိန်တိုင်းရှိမနေပေးတာတို့အဲတချို့အိမ်နာရေးကိစ္စတွေမှာဆိုလဲကိုချစ်သူကိုအိမ်နာဘက်ကအိမ်မကတ်တာတို့လမ်းနေညားနေတာတို့အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုလဲပဲကိုတိုင်းကပဲသူ့နားမှာရှိမနေပေးနိုင်လားကိုတိုင်းကပဲအသွားလာတွေညားနေတာမျိုးတွေပေါ့နော်ဖြစ်တတ်ပါတယ်တချို့တော့သူ့နဲ့ကိုနဲ့ကြားတဲ့ကပြဿနာတွေကပြောလေရှင်းလေပူရှုပ်လေ ပိုဆိုးနေဆိုတဲ့ပုံစံမျိုးတွေဖြစ်တတ်ပါတယ်เนาะနောက်ဒီလာထဲမှာကိုချစ်သူကိုအိမ်တော်ဘက်ကပဲကိုကိုအဲလိန်ညာလှည့်ပြားတာမျိုးပေါ့နော်ကိုကခံရတာတော့၎င်းဒါမှမဟုတ်ကိုကပဲသူ့အပေါ်ကိုအဲ့လိုပုံစံမျိုးတွေလုံနေတတ်တဲ့အဲအခြေအနေမျိုးတွေလည်းပဲရှိတတ်ပါတယ်နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်ကဒီမှာလုံလုံရရဆိုးဆိုးဝါးဝါမကောင်းဘူးလို့ပြောရမဲ့ပုံစံမျိုးကြီးရဲ့လို့မတွေ့ရတယ်လို့ ကောင်းနေတယ်လို့ဆိုရမယ့်အနေအထားမျိုးမှလည်းပဲရှိနေတာမျိုးရဲ့လို့မဟုတ်ပါဘူးစောစောဆိုခဲ့တယ်လို့ဒီလာထဲမှာအခြေအနေနဲ့ပတ်သက်တဲ့အိမ်နာလေးနဲ့ပတ်သက်တဲ့အခြေအနေတွေကမတည်ငြိမ်မှုတွေဖြစ်တတ်တယ်။ကောင်းလိုက်မကောင်းလိုက်အဲအစဉ်ပြေလိုက်မပြေလိုက်ပေါ့နော်။ဒီအခြေအနေအိမ်နာလေးအတွက်နဲ့စိတ်ချမ်းသာလျာလေးတွေပျော်ရွှင်သားရကြည်လင်မှုလေးတွေကြုံရလိုက်အဲစိတ်ညစ်စရာတွေနဲ့အမှုသောကလေးတွေကိုကြုံတွေ့ရလိုက်ဆိုတဲ့ပုံစံမျိုးတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ တွေ့ရပါတယ်။ကဲဒါကတော့ပထမတဲရော့ကန်လေးကိုကျွန်တော်ကြည့်ပြီးတော့ဟောပြတာပါ။နောက်တစ်ချိန်တဲရော့ကန်လေးထပ်ပြီးတော့ကျွန်တော်ချိုးကြည့်ပေးပါဦးမယ်။ဘယ်လိုအခြေအနေမျိုးတွေကြုံတွေ့လာရနိုင်မလဲ။ဘယ်လိုအနောက်ချက်တွေရောရှိလာနိုင်မလဲပေါ့ဗျာနော်။စနေသားမင်းများရဲ့ဒီခုနိုဝင်ဘာလရဲ့အခြေအနေအိနာဘီအခြေအနေက ကောင်းနေတဲ့အချိန်မှာရုပ်တရက်ပြဿနာတွေဝင်လာတာမျိုးပေါ့နော်အစဉ်ပြေနဲ့ထားထားပြီးဖြစ်လာတဲ့ပုံစံမျိုးလေးတွေရှိတတ်ပါတယ်အဓိကအဖြစ်တော့အရာကသူ့နဲ့ကိုယ်နဲ့ခြားထဲမှာအဲအပြန်အလှန်ပေါ့နော်နားလည်မှုတွေအားနေလို့အစဉ်မပြေလို့ဖြစ်တဲ့ပြဿနာတွေအပြင်တခြားတခြားအနှောက်အယှက်တွေကြောင့်လည်းပဲဒီအစဉ်မပြေမှုတွေပြဿနာတွေကကြုံလာရတာမျိုးလေးတွေဖြစ်တတ်ပါတယ်အဲ့တော့ ကွဲလားဆိုတော့မကွဲဘူးပေါင်းလားဆိုတော့လည်းမပေါင်းဘူးကောင်းလားဆိုတော့လည်းမကောင်းဘူးဆိုးလားဆိုတော့လည်းမဆိုးဘူးအဲ့တော့အခြေရေးအိမ်တော်ကြီးကအကောင်းနဲ့အဆိုးဒွန်တွဲနေမဲ့လာတလာပဲလို့တွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ်အနှောက်ယှက်လေးတချို့ရှိနိုင်တယ်ဆိုတာကိုသိထားဖို့လိုပါတယ်။အဲ့တော့တယောက်တယောက်ကြားထဲမှာနားလည်မှုတွေရှိနိုင်အောင်အဆင်ပြေနိုင်အောင်အဲညှိနှိုင်းဆောင်ရွက်ကြပါလို့လည်းပဲကျွန်တော်အကြံပြုပေးလိုက်ရပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ဒီဗီဒီယိုပိုင်းလေးကိုအဆုံးထိကြည့်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွန်မန့်လေးတွေမန်းလိုက်လို့ရပါတယ်လိုက်ရှယ်လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ